ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။နော်အခုပါလဲ၅ရက်ကိုဟုတ်လားရောကျွန်တော်တိတိကျကျပြောပြပေးမယ်ခဏလေးကျွန်တော်ကြည့်ပေးမယ်။ရွှေကြည်မျိုးနေတဲ့ကိုင်းစိတ်ကျွေးရွာ၅ရက်ကိုတည်းတောင်ဘက်ကလေးရဲ့တဲ့နော် အင်ဂျီတထောင်ခန့်ရှိတယ်တဲ့တရွာလုံးနီးပါးမီးလောင်သွားပြီတဲ့နော်989တက်သည်တဲ့ဒုံစရီကျေးရွာဒုံစရီဤတောင်ဘက်ကရွာတဲ့မပွေးတဲ့ပီဒီရက်တွေကမီးရှို့သွားတာတဲ့နော်တရွာလုံးပြကြသွားပြီခမတို့သတင်းသိချင်းသွားမေးလိုက်ဟုတ်လားသတင်းမှပြန်ကြရေးနဲ့ဘာလို့မြန်မာနိုင်ငံရလားဗိုလ်ချုပ်စောမင်းတို့လား စောဘုံအင်းပြောနေတာဟုတ်လားမဟုတ်လားဆိုတာဘုဇုံတော်မြင်တော့ကိုယ်တိုင်သိတယ်။အဲဒရေအပ်ဒိတ်တွေကြီးပဲအပ်ဒုထိုက်တွေကြီးပဲ။နော်ဟာဒီမေလိုးလေးကအကုန်သိနေတာပါလားဆိုတာဒီမှာဒီမှာဒီမှာဒါမျိုးတွေလာတာ။ကျွန်တော်ရှိမှသတင်းတွေအများကြီးနော်ဘုဇုံတော်မြင်တော့ဆိုရင်ဟောပါရေနံကြောင်းသားနဲ့ထင်ပါလေလက်မှတ်ကုန်းလာပါလားမသိဘူးကျွန်တော်အာထာကနေ့ခုနှစ်နှစ်တောင်ကျွန်တော်အာထာကနေ့မှာနေခဲ့တာ။ ။နောက်ကျွန်တော်တန်ကန်ကုန်းမှာနော်မြန်မာနိုင်ငံအထက်ပိုင်းရဲ့ချင်းလုံးဝိုင်းချင်းပညာသင်ခဲ့တဲ့ဥကိုလေးရှိမှကျွန်တော်ဝိုင်းချင်းပညာနော်သူ့ရဲ့နှုတ်ရည်ကိုဆိုးခဲ့တဲ့ကောင်းမှာပညာနှုတ်ရည်ဆိုးခဲ့တဲ့ကောင်းမှာနော်အဘိုးကျော်မင်းတို့ကျွန်တော်၄000မှာဒီမေလိုရတနိုင်ငံလုံးအကြောင်းတွေကုန်သိနေပါညာပေါ့အတိရပါတိတာပေါ့ဗျာဒါမှတိုင်းပြည်အရေးနိုင်ငံရေးလှုပ်လို့ရမှာပေါ့နောက်တစ်ခုကကျွန်တော်တခုတစ်ခုပြောမယ် ကျွန်တော်ကဒါ line ပေါ်မှာဒီလောက်သတင်းများတော့ကျွန်တော်ကတစ်တော့မှလည်းអော်လို့မရဘူးတစ်တော့မှလည်းကျွန်တော်လုံးဝဘန်းနေလို့နော်ဒီမှာလာပဲပြီတက်မလို့လေခရခရခရသတင်းနော်အောက်ကပဲပို့ပြီးတော့မယ်လုံးမလုံးပဲနဲ့ဖြစ်တဲ့အချိန်ကျရင်អော်ရင်တော့ကျွန်တော်အပြစ်မပြောနဲ့ကျွန်တော်អော်ပါလေနော်လုံးပေးဖို့ပဲလို့လေနော်အဲ့တော့ရတော့အတရင်းနေရမင်းတို့မှမဟုတ်ငါတို့လည်းရပါတယ်ဆိုရင်တော့ မလုံရင်တော့ကျွန်တော်လည်းအော်မှာပဲလေမဟုတ်လားကျွန်တော်လည်းတိုင်းပြည်နဲ့တက်မလို့နဲ့ကိုလူမျိုးကိုချစ်တဲ့လူလေနော်မလုံရင်အော်ရမှာပဲနော်နောက်တစ်ခုကလိုင်းပေါ်မှာ ကျွန်တော်ကိုကျွန်တော်ဒီကြောင်းတွေမပြောချင်တော့ဘူးဗျကျွန်တော်တော့အာယုံနောက်တယ်ကျွန်တော် Facebook လည်းမသုံးဘူးကျွန်တော်ပြောချင်တာကဒီလေကျွန်တော်တရားဆွဲတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လာမပို့ပါနဲ့လို့ကျွန်တော်တောင်းပန်တယ်တောင်းပန်တယ်နော်လာမပို့နဲ့ သူတို့ရေးနေတဲ့အရေးအနေအထားတွေအစဉ်တန်းတွေကိုကြည့်ကြည့်လိုက်ကျွန်တော်တရေခံနဲ့တရေခံဆိုကျွန်တော်သူ့ကိုတတ်လို့လို့လားကျွန်တော်တရေခံဖြစ်တာဟမ်ခမတော်ရယ်ဗျာစဉ်းစားပေါ့ဗျာခရောပါရဲ့ကျွန်တော်လာလာပို့လာတာနော်အမတရေခံကသူ့ကိုပြန်ပြီးတော့မှပြောတယ်လို့ပါလို့ဆိုတရေခံဆိုတော့သူ့ကိုတတ်လို့လို့လားကျွန်တော်အမှုอ่ะဟမ်ဘာမှုလဲအဲ့ တရားစွဲအမှုပွင့်နဲ့အမှုပွဲရှိသေးတယ်တရားစွဲတဲ့အစ်င့်နိုင်မဟုတ်ဘူး60ကြောက်ကကြီးကျွန်တော်ပြောတယ်ဆဲပါတယ်လို့ဘာလို့ဆိုတာကျွန်တော်ကပြောတာကအောက်မှာဒီလိုလာမှန်းလို့မိုးမိုးကန်ဆိုတာဘယ်ကဖာတယ်မှလဲလို့ဆဲတာမိုးမိုးကန်ဆိုတာတယောက်တည်းရှိရလားမိုးမိုးကန်ကဘယ်ကဖာတယ်မှလဲလို့ဆဲတာ ਨੇ တရားစွဲလို့ရလားကျွန်တော်လာမှန်းလို့ကျွန်တော်ဆဲတာလေး ျွန်တော်ကမသိမှမသိတာအဲ့ဒါလေးနဲ့ကိုစဉ်စပတ်အနာလုပ်ပြီးဘူးဒီလိုလီးနဲ့ထိုးတယ်မှုအဲ့ဒါကိုကျွန်တော်တရားခံလို့ဖြစ်အောင်လုပ်ပြန်အောင်ပင်သူပဲတရင်သာရှင်းလင်းပွဲနဲ့ကျွန်တော်ကတောင်းပန်ရမယ်တဲ့ဟမ်ဟိုခေဘုံကပြောသွားပြီကိုတော်ဘုံကအဲ့လိုမပြောပါဘူးလေစောက်ရှက်မရှိလိုင်းပေါ်မှာစောက်စင်တန်မရှိတဲ့ဟာမတွေဗျာဒီကောင်မတွေကနော်အဲ့တော့ကျွန်တော်ဘာလုပ်မလဲပဲခင်ဗျားတို့စောင့်ကြည့် ကျွန်တော်အဲ့ဒီလာမပို့နဲ့ကျွန်တော် တကယ်အာယုံနောက်နဲ့ဘာလို့လဲကျွန်တော်လက်စိတ်တော်တော်လေးကိုဒီအိုတိုက်ပွဲတိုက်ပွဲတည်းနေရတမျိုးအာဟိုမြေကိစ္စတမျိုးအာဘာဘာနေမှန်းဒီမျိုးဆုံးနော်အဲ့တော့ကျွန်တော်တို့လာမပို့နဲ့ခင်ဗျားတို့လည်းအုံနောက်ရှိတယ်လေချုပ်တဲ့ကြောက်ခါကြီးတဲ့အမှုပွင့်တာလေတရားစွဲတာမှမဟုတ်တာဟိုမှာဆန်ဆယ်တင်အောင်မှာ တော့တလားတော့တလားတလားတလားခွဲတော့ကြအောင်ပါတင်ပြီးမှတင်ပြီးမှကြာလာမှဒီဟာ66ကကြီးမြောက်ပါတယ်လို့ပြောမှနော်အဲ့ဒီမြောက်ပါတယ်လို့လူကလည်းဘယ်သူကပြောမလဲတော့မသိဘူးနော်ဦးမေအောင်လိုင်းကိုဆဲနေတဲ့လူကိုကြတော့ဘယ်သူမှတရားမစွဲဘူးနော်တီတီကူဆရာတော်ဘုရားကြီးကိုဆွဲဆဲနေတယ်လို့ဘယ်သူမှတရားမစွဲဘူးနိုင်ငံချစ်တိုင်းပြည်ချစ်လူမျိုးချစ်ကိုကြတော့အဲ66ကကြီးနေတဲ့ ်တရားဆွဲနေတယ်ဘဒုကဆွဲတာလဲဆိုတော့လေအဘကတော့ကြီးပုံကိုနောက်မှထားပြီးတော့ကမရိုချစ်တဲ့လူကဆွဲတာတဲ့ဟောဗျာဘလို့လောက်ကြမှာတော့ညမပြီးဟာနော်အဲ့တော့ကြတော့တော်တော်လေးကိုကျွန်တော်အလိုက်လာပြီးတော့မပို့ပါနဲ့လို့ကျွန်တော် YouTube မှာတခါလဲပြောပေးရသေးတယ်။နောက်တော့ TikTok မှာ ကျွန်တော်အကောင့်တူတွေအများကြီးကျွန်တော်နှကောက်မဲ့သုံးတယ်ဒီမှာကျွန်တော် property နဲ့သုံးနေတဲ့ကောင်5.5 million ရှိတယ်လူဦးရေ350ကြီးသွားတယ်တော့တီတာယူမှုနဲ့ကျွန်တော်နဲ့တွဲရတာလေဥစ္စာတော့အဲ့မှာမိအဲ့မှာသွားကြည့်တော့အဲ့ဒီအကောင့်ရဲ့ဇော်ဖုံးသိန်းသိန်းသိန်းဆိုတဲ့ကောင်ကျွန်တော်သားအဖေနဲ့ ဟင်းဆိုတာနဲ့ဇော်ပွင့်ဆိုတာနဲ့ထူလွန်းလို့တဲ့အကောင့်မြန်မြန်မာဆိုလို့တိန်းလို့ရေးပေးထားတယ်တဲ့အဲ့နှကောင်မရှိတယ်ကြံတဲ့အကောင်ကအတုတွေအဲ့ဒီအတုတွေထဲမှာမှကျွန်တော်ရဲ့ fan တွေပေါ့နော်သူတို့သုံးတွေကတော့ရှိတယ်နော်အဲ့တော့ကျွန်တော်ကတရေခံလို့ပြောအောင်သူ့လိုလို့လားလို့ကျွန်တော်ကတရေခံဆိုတာဟောအမှုပွင့်နဲ့အမှုဆွဲမှအမှုမြောက်မှတရေခံဖြစ်မှလေး ပြောလိုက်ရင်သူတို့ကဥပဒေကြမ်းအောင်နားလေတယ်သူတို့လောက်မရှိဘူးတလားနော်ဟိုတကောင်ကအကောက်မှာဖြတ်ပြီးတော့မှပြေးတာပြေးပြီနော်အကောက်တော့ဖြတ်ပြီးတော့ပြေးတာနော်မတိရငင်းတော့မှတရားရုံးမှာအမေဒီမှာ data အချက်လက်တွေနဲ့နော်အကုန်လုံးမှာစတိတွေထုတ်ထားပြီးသားနော်ဘာမှမပြောလို့ပါဘူးနော်ဖြည့်ရှင်းဖို့ပဲကြိုးစားပါနော်ခမားတို့နဲ့ကျွန်တော်နဲ့ထိတ်တိုက်တွေ့ကြတာပေါ့ 喏，以带、no? 对没？喏、no?，no? 他這他好比啦，喏，他妈会把你那个阿有了，看到的那阿姨没嘛布嘛，几比得嘛？喏，往年滴话不是挨到钱塘南路没有嘛？没有嘛？没有嘛？喏，no? 第一单的库存是多嘛？喏，最近收钱去了，在古井地段嘛？都嘛？喏、no?。 ခင်ဗျားတို့ပြဿနာကိုအရင်ရှင်းပေးမယ်ဟုတ်လားအမှုဖွင့်နေဟုတ်လားခင်ဗျားတို့ပြဿနာကိုကျွန်တော်အရင်ရှင်းပေးမယ်ဟုတ်ပြီလားနော်ဘာနဲ့ဆင်းတာရောဟမ်ဘာနဲ့ဆွဲတာရောနော်ကျွန်တော်အဲအကြောင်းတွေမပြောချင်ကျွန်တော်လာလာမမေးပါနဲ့လို့နော်ကျွန်တော်တို့ကိစ္စကိုလိုင်းပေါ်မှာတရားဝင်ကျွန်တော်ကိုယ်တိုင်ပြောပေးပါမယ်ဟုတ်ပြီလားခဏလေးစောင့်နော်ဘယ်သူကဘာလဲသိမယ်အဲ့လိုလိုင်းပေါ်ကနေခင်ဗျားတို့စဉ်းစားကြည့်လေဗျာ ဒီလိုမျိုးသမီးရသူ့တရင်းသာရှင်လင်းပွဲနဲ့တောင်းပန်ပါလေဆိုတော့တရင်းသာရှင်လင်းပွဲနဲ့တောင်းပန်ရဲစောက်စင်ခေဘုံကဟိုမှာပြောမတောင်းပန်ပါဘူးတဲ့ကိုတော်ဘုံရရတယ်အဲ့လိုလည်းမပြောပါဘူးဆိုတော့တိုင်းဘုံမှာအနံ့ယူပြီးရှောက်ရေးနေတာပြီးစောက်ကောင်းနေရမထွက်ဘူးတက်မလို့သားနဲ့တက်မလို့သားမိသားစုတက်သေးကိုသွားရလားသွားလေသူတို့ဝင်လာဘယ်သူမှဝင်မခံဘူးစစ်တပ်ကသူတို့ဝင်မခံဘူး စစ်တပ်တွေတည်းသွားဝင်ပြပါဦးနော်အခုကြာရင်သွားလိမ့်မယ်ဟိုလူဘာဒီလူဘာပြီးတော့မှအဲအိုက်တက်တဲ့လေးမှသွားပါရင်လူကြီးတွေအတိတွေတို့လက်ခံပါလေမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်လဲအတန်နေလဲဝင်နေတယ်ကျွန်တော်ပြောချင်တာကတရင်ချက်လက်တွေအတိုင်းပေါ့နော်အောက်ခြေက ရှိနေတဲ့စစ်တီစစ်သားတွေစစ်ကြောင်းမှုတွေเนาะအထက်ကိုရဲရဲဝံ့ဝံ့တင်ပြပါเนาะအလုံးဝအသက်တွေနဲ့ဖြစ်တဲ့အတွက်เนาะကိုယ့်ရဲ့အသက်အနေလေစိုးရင်ရတယ်ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနံပါတ်1ကတော့ကိုယ့်ရဲ့အသက်အနေရဲ့စိုးရင်ရတယ်တတိရှိရှိသတင်းပို့ပါကျွန်တော်တို့မှာဘာလိုနေတယ်ဆိုတာကိုပြောပါเนาะမပြောရင်ကျွန်တော်ကိုပြောပါတိတိတတ်တာလေးတော့ရေးပို့ပါ ကိုစိုးဘုံကြီးကျွန်တော်တို့ကတော့အင်အားတလောတလောနဲ့ဒါလေးရှိရဆိုရင်အပေါ်ကိုကျွန်တော်ပို့ပေးလိုက်မယ်အောက်ခြေကနေသွားမှာအပေါ်မှာမအုပ်ဘူးအဲ့ဒါလေးတော့ကူညီပေးပါဦးဟိုဟိုနေ့ကလည်းမလွဲတောင်မှာသူများတိုက်လာဆောင်အောင်မလားကိုတိုက်လာဆောင်အောင်မလားဆိုတော့အခုကိုစိုးတန်းနိုင်တို့ဘာလို့ပြောလာတယ်အောင်မြင်မှုတွေရတယ်နော်ပြောရင်ကရေးပို့လိုက်ကျွန်တော်ဖုန်းနေလေဒီလောက်ပြောတယ်ဗျာကျွန်တော်လူကြီးတွေကိုပြောပေးပါမယ်လို့ အဲ့တော့မိမိရဲ့တဲ့အနေရဲ့မိမိရဲ့တပ်ဖွဲ့ရဲ့ဂုံတိတ်ခါနိုင်ငံနဲ့လူမျိုးကာကွယ်နေတဲ့တပ်မတော်သားတွေကျွန်တော်တိတ်ခါကြာမှာခံနိုင်ဘူးနော်အဲ့တော့ကြတော့ဘာမှမပူနဲ့နော်အားလုံးကအေးဆေးပဲနော်တိုင်းပြည်ကနောက်ဆုံးဗမာ PDF တွေအခုဒီကောင်တွေကမလုပ်နေလဲ ငလင်လောက်တာငလင်လောက်တာငလင်လောက်နေရဗျတမီးလေးပြင်ထွက်ငလင်ကျန်းနေရောပေါ့ပေအမြင်တော်စမ်းငလင်လောက်နေတာဒီမှာပြင်ဦးလေးငလင်လောက်တယ်ဘယ်သူလေးလောက်လဲတော့မသိဘူးပေါ့နော်အဲဟိုအဖေပြောမယ်မှာကားထဲမှာခဏနေနော်ဒါအိုင်နာလေးနေလိုက် ငလင်လုံးနေလို့ကျွန်တော်လည်းခဏနားမယ်နော်ပြင်းလွေကိုဟာမှာစေနာကြီး25မိနစ်မှာငလင်လုံးတာပေါ့နော်မသေးပါဘူးမိသားစုလိုက်မသေးဘူးအစ်ဆေးပဲလိုက်လွဲ့မပြတ်ဘူးနိုင်ငံနဲ့လူမျိုးတက်ကိုငလင်လုံးနေအောင်တိတာထားတော့မထားဘူးအဲ့လိုဆိုရင်ဇာတ်ကိုသဘောပေါက်လိုက်ရှင်းလားမိသားစုလိုက်ဒီမှာရှိတယ် ငလင်လို့တာဒီခုံကနေတချက်ထလာကြည့်ကြည့်လိုက်နော်ကျွတ်ကျဲနေတယ်မှာဇော်ပိုးကြီးမပါဘူးနော်ငလင်လို့ွားတယ်ပြင်ဦးလွန်မှာအခု10နာရီ25မှာနော်ချန်တော့မှလည်းလှုပ်တယ်တဲ့ဟုတ်ကဲ့အခုလှုပ်နေတယ်ပြင်ဦးလွန်မှာလည်းမလင်းကအတန်ကအပြင်ကကျွန်တော်ခွေး ကျွန်တော်ခွေးတကားလာကောက်တယ်ထင်တာငလျင်လှုပ်တော်မှာအသံဟိုးဟိုးဟိုးနဲ့ဘလို့အသံကြီးလည်းမသိဘူးအော်နေလို့ကလေးတွေပြင်တော်ခမ်းလိုက်တာကျွန်တော်အိမ်ထဲမှာပဲရှိနေတယ်နေပြီးတော့လဲလှုပ်တယ်တဲ့ဟိုးပုံးလဲအခုပဲလှုပ်သွားတာတဲ့ဟုတ်တယ်ဟုတ်တယ်တုံးစိုးပဲဒီမှာကြောက်လို့မဟုတ်ဘူးဘုံဘုံဘုံအဲ့လိုလှုပ်နေတာအဲ့ငလျင်ကလည်းမပြီးနိုင်ဘူးလားမသိဘူးเนาะကျွန်တော်မြန်မာပြည်ဒီလိုအကုသိုလ်တွေတွေတိလား အကုသို့တည်ခြင်းသောကိုမေကိုလိုးနေအဲ့လိုဘာပေလိုကိုမေကိုလိုးမာနေတော့အဲ့လိုလာမန့်နေဟာသူတို့ကြောင့်တိုင်းပြည်ကတ်ဆိုင်နေမြင်းညံမျိုးလည်းလှုပ်တယ်တဲ့အဲ့လိုလူမျိုးတွေကြောင့်မလို့မြန်မာပြည်မှာကတ်ဆိုင်တာတေကြမင်းတို့လူကောင်းနေငါတို့ကဘာမှဖြစ်ဘူးအော်ကျွန်တော်မိသားစုဘေးကင်းပါတယ်ဘာမှဖြစ်ဘူးပြင်းဦးလည်းလှုပ်တော့လှုပ်တယ်အခုဒါမန္တလေးဆိုတော်တော်ကျန်းလောက်တယ် ရှင်မသွေမန္တလေးတငယ်ချင်းညီဘုံဆက်မေးအောင်ပေါ့ဘေးမဘုံဆက်ခရမ်းမေးမေးဟောဟုတ်อืมဒီမှာတော့ကျန်းတော့အဲ့အဲ့မှာဆိုပူကျန်းတော့လေနောက်တကလောရင်ပြိုပြီးတဲ့ကပြလိုက်အောင်မယ်တဲ့လား ုက်လွှင့်ပေးနေတာခုံကတော့အထားမပြတ်ဘူးငလင်လို့တာအဲ့ဒါဇော်ဘုံရဲ့တစ္ဆာသမားကြီးပဲရှင်းလားသူများတို့ကငလင်လို့တယ်ဆိုပြီးတော့ထားပြီးပြေးတော့မှာဇော်ဘုံရဲ့အေးဆေးပဲရှင်းနေတော့အေးဆေးပဲလှုပ်လေးသေးတယ်ဘာဖြစ်လို့တစ္ဆာသမားကြီးနိုင်ငံနဲ့လူမျိုးပေါ်မှာချစ်တယ်ဘာသာတရားနဲ့ရင်ကျင်းမှုတလို့ဒလေဒုံစံဒုံလန်းစင်လာတွေကိုမျက်နှိုးတဲ့လူသားတယောက်ကလွယ်လွယ်နဲ့သိမလား အသေးဆိုးနဲ့မသေးဘူးဒီမှာဂမ်ဘီယာချက်ချိန်နေလို့ဒီမှာဒီမှာအသက်ကူလမ်းကြောင်းနဲ့တွေ့လားယူလို့နော် ပညာကြရင်ကအောင်မတိတော့မှလာကြည့်လိုက်အဲ့တော့ကျွန်တော်ငလေလို့တယ်ဆိုတော့ဒီမှာမိသားစုနဲ့နည်းနည်းကလေးတွေဟိုဖြစ်ပြလိုက်အောင်မယ်နော်မြန်မာပြည်အများဆုံးငင်းချမ်းပါစေရှင်းတိုင်းအောင်နေတဲ့တက်မလို့သားတွေဘေးအနေအကင်းချင်းပြီးနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မေတ္တာပို့ဆုတောင်းပေးပါတယ်